ကလေးမွေးပြီးတော့အယမ်းဝလာတယ်ဘယ်လိုလုပ်ရမလဲဟုတ်တယ်မိမကြီးကကလေးမွေးပြီးအယမ်းဝတယ်ကျွန်မဆိုရင်ပြိုရောပေါင်90လောက်ပဲရှိတယ်ဒါပေမဲ့ကျွန်မအခုပေါင်130ကျော်ရပြီပေါ့နော်ကျွန်မရဲ့ကျွန်မအရင်ကဆိုလို့ရှိရင်ဒီအားဝတယ်လို့ပြောလို့ရပါပေါ့နော်အဲအဲ့လိုပဲတရားမွေးပြီးတစ်ခါဝရတယ်နောက်တရားမွေးပြီးတစ်ခါဝရတယ်အဲကျွန်မမွေးတော့ကကျွန်မကဟိုပါပေါ့2000 2014မှာတရားမွေးတယ်2019ခုနှစ်မှာတရားမွေးတယ်အဲ့တရားမှာမသိတာဘူးဒါပေမဲ့အခု2024မှာနောက်တရားပေါ့နော်ထပ်မွေးတဲ့အခါကျတော့နောက်ဆုံးတရားမှာရောတော်တော်လေးကိုခဏကူကဝဖိုက်တည်တယ်ဝဖိုက်တည်တယ်တုတ်ခါရည်လည်းတုတ်တင်မာရည်လည်းကြီးပေါ့နော်ဒါပေမဲ့အဲ့လိုဖြစ်သွားဖြစ်သွားတော့ကျတော့ခလင်းမွေးပြီးွားလို့ရှိရင်မိမတွေက သူတို့ကဟိုတောင်းတောင်းပိန်တဲ့လူတော်မှပဲဝါကြတယ်ဘာကြောင့်လဲဆိုတော့အဲ့ဒါလေ clean bike ရဲ့ထွက်ဖို့အတွက်ကိုတင်မဆုံရိုးစရာလဲကားပေးရတယ်ကွာဒါကတော့တဘာဝပေါ့တဘာဝကဩဒီမိမ bike ရဲ့ကလေးထွက်တော့မယ်အဲ့တော့သူ့ရဲ့အယိုးကွင်တွေကဟိုကားပေးလိုက်ရမယ်အဲ့မှာကလေးရလဲချောချူထွက်လို့ရမယ်ဆိုတော့တဘာဝကြီးကကိုဝင်ရှိလို့ပြောင်းလဲမှုဆိုတော့ခါရိုးရကားဝါတော့ခါရက်နဲ့တုတ်တယ်နော်အပြီးွားတဲ့ခါကျတော့ဘိုက်ကလည်းပူမှာပဲလေဘိုက်ကြီးကအကြီးအဲ့အကြီးရနေပြီးတော့မှ ပြန်ချွတ်သွားချက်သွားတာဟိုကလေးထွက်သွားတော့အာဒီလောက်ကြီးကလေးတကောင်ပေါ်ကြီးဖောင်းကားနေတဲ့ဘိုက်ကလည်းချက်ချင်းနိုင်ရင်တော့အရင်လိုမျိုးလေးပြန်ပြီးချက်သွားပေါ့ဖြစ်နေမှာမဟုတ်ဘူးကြံခဲ့မှာပဲအစီကြံကြမယ်အစီမကြံတော့အရင်ပြပြော့ပြီးတော့ကြံပါဆိုတော့အရှိဖျားကပြော့ပြီးတော့ကြံတာကိုကိုကပြန်ပြီးတော့ကြက်ကက်သက်ပလက်သွားအောင်ပြန်လုပ်ရမယ်အဲ့ဒါအိတ်လိုက်စားလိုက်ခလေးကိုညှိုးတိုက်လိုက်နေအလုပ်လို့မရဘူး ဘာလို့ရမလဲဆိုတော့ကြာလမ်းရှောက်ရမယ်ပြေးရမယ်ဂျင်းသွားနိုင်ရင်သွားရမယ်မအားလို့ရှင်အိမ်မှာအိတ်ချာမှာဂျင်းလောက်ကြာရို့ပြီးတော့ဟိုဗာလဲဟိုဂျိုယောဂဆော်ရရို့အဲ့အမျိုးကြီးလုံးရတယ်ဆိုတော့လုံလာပေါ့နော်မလုံကြပါဘူးကျမကတော့လုံတယ်ကျမဘန်းဆံမှာသွားပြီးတော့လဲပြေးတယ်နော်ပြီးသွားလို့ရှင်ယောဂလည်းဆော်တယ်ဒါပေမဲ့အခုတော့မဟုတ်ဘူးဒီဗီဒီယိုတွေကိုမတင်ခင်တော့ဒီဗီဒီယိုတွေမတင်ခင်တော့ကျမကအရန်လာပါတယ်ကျမမညမိုးနေ အေးရထအစားတောက်တည်စားပြီးွားရင်နေရင်းဆိုကျွန်မထိုင်းကျောင်းသွားကျောင်းတက်စာသင်အဲပြန်လာညနေကျရင်ပြေဩပြောကြရင်အခုတော့ကျွန်မတနေ့လောက်ဖုန်းချလို့မရဘူးကြားပါတော့ဒါကကျွန်မရဲ့အကြောင်းဆိုတော့သူများကြောင်းကိုပြောမယ်ခလေးမွေးရာဝေးပြီးသွားရင်တားစေးရေးဆက်တောင်းရင်လည်းဝါရပါတယ်ဟော်မုန်းတွေကြောင်းပါ အဲအဲ့လိုများမဟုတ်ဘဲနဲ့မတရားရင်စားလို့လဲဝါရပါရစားမှာပဲလို့ဆိုကလေးညွတ်တိုက်ကြောစားမှာပဲလေအဲ့တော့ပေးဝါလိုက်ပါကလေးနှစ်နှစ်လောက်ထိကပေးဝါထားလိုက်ပါကလေးနှစ်နှစ်ပြီးဝါလို့ညို့ပြက်သွားလို့ရှိရင်တော့ပြန်ပြီးတော့ချပါဘလို့ချရမလဲအဲ့လိုအဆုံးနည်းနဲ့ပြေးပါပြေးပါပတ်ပြေးပါတနေ့ကို10ကီလိုမီတာ10ကီလိုမီတာရအောင်ပြေးပါအဲ့ဆိုလို့ရှိရင်ကြပါတယ်နောက်ဘာမှလုပ်စရာမလိုဘူးဂျင်းဆက်ပေါ်မှာပြေးပါနဲ့လမ်းမကိုထွက်ပြေးပါကိုယ်လည်းဟောမှာအနေအမြင့်ရှိတယ်အဲ့ဒီလိုပါအတက်လိုက်ဆင်းလိုက်အဲ့လိုမျိုးတွေပေါ့နော်ပြေးတဲ့ခါကျရင် အဲသွေးရကြမျိုးလုံးရိပ်ပါဝင်ပြီးတော့မျက်နှာမှာသွေးရဒိမ့်ဒိမ့်ဒိမ့်နေအဲ့လိုမျိုးတိုးရခန်းစားချက်ရရအထိပြေးပါကျမအပြင်ထွက်ပြီးပြေးလို့မရဘူးကျမတို့ရက်ကွက်ကအဲ့လိုပြေးလို့မရဘူးပြေးစရာနေရာမရှိဘူးဆိုအိမ်ထဲမှာယောဂဆော့ပါယောဂဘယ်လိုဆော့ရမလဲ YouTube မှာယောဂ free ဆိုပြီးရိုက်လိုက်မဆရာမကလှုပ်ပြခြင်းလို့လို့ရွာစင်ထနေရတကဘာလုံးမှာရှိရယောဂဆရာမလေးအဲသူတို့လှုပ်တဲ့ဟာကိုအရန်ခက်တယ်လို့ခန်းစားရမလား business လို့ထည့်ရလိုက်နော် vegan လို့ထည့်ရလိုက် မလေးဒီလိုမျိုး ခေါင်းလေးစောင်းနာတို့အဲခေါင်းလေးငုံနာတို့လက်ကလေးဆန့်နာတို့အလောက်ကစတင်ပါရှင်တို့အားကိုလှုပ်လိုက်ပါအားဆိုလို့ရှိရင်တွယ်လျှောက်လှပတော့ခန္ဓာကိုယ်ညင်းညင်းချင်တာမရဘူးတော့တဖြည်းဖြည်းချင်းရလာပါလိမ့်မယ်ပြင်းထူလို့မရဘူးအဲ့တိုင်းစားလိုက်ခလေးညှို့လိုက်လိုက်နဲ့တော့ကြောက်အီးအီးလုပ်လိုက်ကြရမပိန်ဘူးအပီးသွားလို့ရှိရင်ဘာလုပ်ရမလဲဆိုတော့တကြားတွေဖြတ်ပါစားတဲ့အစားမှာတကြားတွေဖြတ်တပတ်လောက်ဖြတ်လိုက်အသားရင်ထားလာလိမ့်မယ်ဘိုးကြီးကြရတယ်ခန္ဓာကိုယ်ထဲမှာရှိတဲ့ သွေးသွင်းအချိုတွေရော့တယ်အဲ့တော့တခြားပါတဲ့ဟာလုံးဝမစားတဲ့အချိုတွေလုံးဝမစားတဲ့အဲ့အေးတွေမှသမ်းနဲ့ဟုတ်ပြီလားပြီးတော့ဟင်းခိုင်ဖုန်တွေမှတရားတွေမစားနဲ့ကိုစားတဲ့အစားအစာတွေကစားကန်ဒီတိုင်းစဉ်းစားလူနဲ့တည့်လားလူနဲ့တည့်လားလူနဲ့တည့်လားဆိုပြီးတော့စဉ်းစားโอเคကိုကိုနေနေတော့ပြန်မခံပါအဲ့ဒါဆိုရင်ကြာပါရဲ့နှစ်နှစ်ထိရတာနေနေနေပါခလေးကိုညှို့တိုက်ပြီးတော့ခလေးညပဲဖတ်နေပါနှစ်နှစ်ကျော်သွားရင်ဝိတ်ပြန်ချပါလာခြင်းပေါ့เนาะမလာခြင်းလဲကြိုက်တလို့နေပါကိုဘွားမှာအတီးကကိုကျင်းရဖို့ကိုပျော်ရွှင်ဖို့ ပိန်ချင်းဝကြရလဲအဓိကမကြောက်ဘူးလှချင်းမလှကြရလဲအဓိကမကြောက်ဘူးဖြူချင်းမဲကြရလဲအဓိကမကြောက်ဘူးအဓိကပါလဲငါပျော်နေလားမေးအဲငါပျော်ရဲငါငါပေါင်200လောက်ဖြစ်လဲငါလင်ငါငါကိုချစ်တယ်ငါပစံရှိတယ်ငါအောင်မြင်တယ်အဲငါစိတ်ချမ်းသာတယ်ငါစားစင်တာစားရတယ်ငါသွားစင်တာသွားရတယ်ငါမှယောဂမရှိဘူးဝါလိုက်ပေးဝါလိုက်ဘာမှမဖြစ်ဘူးဟုတ်ပြီလားအဲ့တော့မဟုတ်ဘဲနဲ့ငါကဝါနေပြီးသွေးရွေးရင်စီချိုရင်ရှိနေပြီဆိုတော့ကိုကိုကိုပဲခံပြီးချတော့အတားရှိရှိနေကိုကောင်းအောင်သူများအောင်သွားလိမ့်မယ်